2025ခုနှစ်စတင်မလာ28ရက်တနင်္ဂနွေသာသမီများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်။သာသမီအောက်လက်ငယ်သားတဦးအတွက်စိတ်တော်ကရရရှိတတ်တဲ့အလုပ်နေရာတိုင်းကြီးနဲ့ပတ်သက်ပြီးသွားရင်လည်းကောင်းတဲ့အပြောင်းအလဲတွေနဲ့ကြုံရတတ်တယ်။အခြေအေးမှာလည်းဝေးလေကောင်းလေဖြစ်နေတတ်တယ်။ဈမရဲ့အနေနဲ့ခြေတော့တစ်ဖက်ထိခိုက်တံရရတတ်တယ်တတိယနော်။အကျိုးပေးတဲ့ကဏ္ဍက ၃နဲ့ခွန်ဖြစ်ပြီးတော့ခံကောင်းတဲ့အယောင်မှာအပြာယောင်နဲ့နက်ပြာယောင်ပဲဖြစ်ပါတယ်။ခရီးယာအနေနဲ့မိမိအရှိပြားမှာပဲမုတ်၃ခုကလူပေးရမှာဖြစ်ပါတယ်ရှင်။၂၅ခုနဲ့စတင်ပါလား၂၈ရက်တနင်္လာသားမီများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်။ ထင်ငော့ကြံ့ကြာနေတဲ့ကိစ္စတွေကဒီနေ့အတွက်ပြန်လဲပြေလည်မယ်ကောင်းတဲ့အပြောင်းအလဲတွေနဲ့ကြုံတွေ့ရမယ့်နေ့မျိုးဖြစ်ပါတယ်။လက်လွန်ထားတဲ့ငွေရေးကြီးတွေလည်းမထင်မပဲမရွယ်ပဲနဲ့ပြောင်းဝင်လာတတ်တယ်။အချီးရေးမှာတော့တာယာနေတတ်တယ်နော်။ဈာမရေးအနေနဲ့ကိုယ်လက်ရရန်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်ကိုလက်ရရန်တာရင်ပတ်အောင်တဲ့ဝေဒနာမျိုးတွေလည်းခံစားရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတင့်တဲ့ လေးဖြစ်ပြီးအကျိုးပေးတဲ့အရောင်ကတော့အစိမ်းအောင်နဲ့အစိမ်းရင်းရင်းအရောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအင်ရှိဖျားမှလဖိတ်ရေကလူပေးရမှာဖြစ်ပါတယ်ရှင်။2025ခုနှစ်စက်တင်ဘာလ28ရက် အင်္ဂါသသမီများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်။ရည်ရွယ်သသမီစိတ်ကူးသသမီအရာရာအစဉ်ပြေအောင်မြင်မဲ့နေ့မျိုးဖြစ်ပါတယ်။ဆွေမျိုးသားချင်းတွေစီကနေပြီးတော့ဝမ်းသာစရာတည်င်းတည်င်းကောင်းနေကြရတတ်တယ်။အိမ်မကက်ချင်တာအိမ်မမနေချင်တာစိတ်တွေလီနေတာမျိုးတွေဖြစ်တတ်တယ်။အလုတ်ဆိုရင်လည်းအလုတ်ကိုပြောင်းချင်တာရွှေ့ချင်တဲ့စိတ်တွေလည်းနာနေတတ်တယ်။အလုတ်ပြောင်းတာအလုတ်ရွှေ့တာမျိုးတွေဆန္ဒမစောတင်သေးဘူးနော်။အစဉ်မပြေ ဖြစ်တတ်တဲ့အခြေအမှလည်းအထင်မြင်လွဲစရာတွေနဲ့ကြုံတွေ့ရတတ်တဲ့ကျမ်းမာရေးအနေနဲ့ကိုယ်လည်းရရန်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အချိုးပေးတဲ့ကဏ္ဍကတော့ငားနဲ့ခွန်ဖြစ်ပြီးကံကောင်းတဲ့အယောင်မှာအဖြူရောင်နဲ့ငွေရောင်ပဲဖြစ်ပါတယ်။ရရအနေနဲ့မိမိအရှိပြားမှာပေါမုတ်ထောပတ်တုတ်ကလူပေးရမှာဖြစ်ပါလိမ့်ရှင်။ 2025ခုနှစ်စက်တင်ဘာလ28ရက်ဗုဒ္ဓဘာသာမြားအတွက်တနေ့တာဟော်ဇဒန်ဖြစ်ပါတယ်ရက်ဆိုင်ထားတဲ့လုပ်ငန်းတွေက ပြန်လည်ဆက်တင်ရတတ်တယ်အလုပ်မှလည်း အစစအရာရာအရှင်ပြည်အောင်မြင်တတ်တဲ့ရွယ်ထားတဲ့လုပ်ငန်းများလည်းရဲရဲသာလှုပ်ဆောင်မှအရှင်ပြည်အောင်မြင်မယ်နော်ချစ်သူစီမလည်းမမျော်လင့်ပဲနဲ့လက်ဆောင်ကောင်းတွေရတတ်တဲ့ဂျမ်းမာရေးအနေနဲ့ခြေတော့တစ်ဖက်မှာနာကျင်ကြိုက်ခဲနေတာမျိုးတွေခံစားရတတ်တဲ့အချိုးပေးတဲ့ကဏ္ဍကနှစ်နဲ့ရှစ်ဖြစ်ပြီးတော့ကံကောင်းတဲ့အကြောင်းမှာခရမ်းရောင်နဲ့အပြာရောင်ပဲဖြစ်ပါတယ်ရရအနေနဲ့မိမိအရှိပြားမှာလေမော်ရေး ကလူပေးရမှာဖြစ်ပါလို့ရှင်။2025ခုနှစ်စက်တင်ဘာလ28ရက်ကျတာပရိသတ်တိများအတွက်တနေ့တာဟော့စဒန်ဖြစ်ပါတယ်။သူများ ပြဿနာ ကိုပြဿနာမျိုးတွေဖြစ်တတ်တယ်မိသည့်အရာကိုမှခေါင်းခန္ဓာမျိုး အမခန္ဓာမျိုးတွေမလုံးနဲ့နော် အစင်မပြေဖြစ်တတ်တယ်အလုတ်ထဲမှာလည်းစိတ်ညစ်စရာစိတ်ရှုပ်စရာစိတ်တည်တအားမွန်းချက်စရာမျိုးတွေနဲ့ကြုံတွေ့ရတတ်တယ်ကျမ်းမာရေးအနေနဲ့လည်းခေါင်းမူတဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အချီးအေးမှာလည်းချစ်သူကမိမိကို အထင်မြင်လွဲစရာတွေနဲ့ကြုံတွေ့ရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့၄နဲ့6ဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းကတော့ အစေးအောင်နဲ့အပြာရောင်ပဲဖြစ်ပါတယ်။ရေလျာအနေနဲ့မိမိအရှိဘီယာမှာပေါင်မုတ်၅ချပ်ကလူဘီယာမှာဖြစ်ပါလိမ့်ရှင်။25ခုနဲ့စတင်ပါလား28ရက်တောက်ကြသားသမီးများအတွက်တနေ့တာဟော်စတန်ဖြစ်ပါတယ်။ ဒီဒီနေ့အတွက်ကြံပန်ပြီးတော့ငွေကုန်ကြေးကြတွေတောက်ကြသားသမီးတွေအတွက်ညနေတက်တဲ့အလုံးမှလည်းအတိုက်အခံအတိုက်အခတ်အနောက်အရက်တွေလည်းတအားများနေတတ်တယ်ပိန်နီးရေးမှလည်းမတာမရာဖြစ်နေတတ်တယ်ကျမ်းမာရေးအနေနဲ့ဘိုက်နာတဲ့ဘိုက်အောင်တဲ့ဝေဒနာမျိုးရေခံစားရတတ်တယ်ရှစ်သူစီမှလည်းတတိငောင်းကြရတတ်တယ်အချိုးပေးတဲ့ကဏ္ဍကတင့်နဲ့တုံးဖြစ်ပြီးတော့အချိုးပေးတဲ့ရောင်ကတော့ အနီရောင်နဲ့ချက်သေးရောင်ပဲဖြစ်ပါတယ်။ရတရားအနေနဲ့မိမိအိမ်ရှိပြားမှာလိမ္မော်ရဲကက်လူပေးရမှာဖြစ်ပါရဲ့ရှင်။25ခုနဲ့စတင်ပါလား28ရက်စနေသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်။ကိုရဲ့အပေါ်မှာမနာလိုတဲ့သူတွေရန်လိုတဲ့သူတွေနှောက်ရှက်ချင်တဲ့သူတွေကတန်းစီနေတတ်တယ်နေရင်ထိုင်ရင်စိတ်အလိုမကျတွေလည်းဖြစ်နေတတ်တယ် အပြောမအဆိုမဆုံးဖြတ်ချက်အမားတွေလည်း6မီတာတဲ့ကျမရဲ့အနေနဲ့ခြေထောက်မှာထိခိုက်ဒဏ်ရာရတတ်တဲ့ဂရီထားနော်အကျိုးပေးတဲ့ကဏ္ဍကတင့်တဲ့နှစ်ဖြစ်ပြီးတော့ကံကောင်းတဲ့အရာမှာအဖြူရောင်ပဲဖြစ်ပါတယ်ရေလျာအနေနဲ့မိမိအရှိဖျားမှာကော်ဖီနှစ်ခွက်ကပ်လို့ပေးရမှာဖြစ်ပါရှင်